ကျန်းကန်ရေးပါတီလို့ခေါ်တဲ့ပြည်တော်စုကျန်းကန်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP အနေနဲ့ခေါင်းဆောင်ပိုင်းကစလို့ပါတီဝင်တွေအထိမလုံမကြုံဖြစ်နေတယ်လို့ပါတီပြောရေးဆိုခွင့်ရှိသူဦးလာသိန်းကပြောပါတယ်။လက်ရှိမှာပါတီဥက္ကဋ္ဌဦးခင်ကြီးကစလို့အခြားပါတီထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ခီးသွားလာတဲ့နေရာတွေမှာတော်တော်သိသိသွားလာနေရတယ်လို့ကျန်းကန်ရေးပါတီရဲ့လူမှုကွန်ရက်ကတဆင့် မေလ18ရက်နေ့မှာထုတ်ပြန်တဲ့ရုပ်သံအင်တာဗျူးတွေမှာတည်သွင်းပြောဆိုထားတာဖြစ်ပါတယ်သူတို့အဲ့ဒီမေလ18ရက်နေ့ကအစည်းအဝေးလုပ်နေတဲ့ကာလအတွင်းမှာဟိုအန်ဂေရုစီကဒုက္ခရတယောက်ကတူတောင်ဦးထားတဲ့ဗမာပြည်အောက်ပိုင်းဖြစ်တဲ့ကေဘီနေနဲ့မွန်ပြည်နယ်ကိုသွားခဲ့တာရှိပါတယ်အခုတော့ရောင်းတိုင်းအောင်ပြောင်းလာပါဒါကြီးကတကယ်တော့ပြီးသွားလို့တာအန်ဂေဒီမှာထုတ်ပြောတာပါမီဒီယာကြီးမေးလာလို့မသွားဘူးလားမလာဘူးလားဖြစ်မှာဆိုလိုပါအဲ့မဲ့ဒါရီကကျွန်တော်တို့ကွန်ပီတီရှယ်တွေပဲအန်ဂေရုကနိုင်ငံရေးပါတီဖြစ်တယ်လက်နက်ကင်ဖွဲ့စည်းမှုဘူး အန်ကယ်တို့လည်းလက်နဲ့ထုတ်ပေးရတာမရှိဘူးမရှိတဲ့ခါကျအန်ကယ်တို့သွားတယ်ဆိုကိုလုံးကြီးကိုတောင်းပဲဒီလိုသွားတဲ့ခါမျိုးကြတဲ့ခါကျတော့တချို့ကိစ္စတွေမှာအန်ကယ်တို့ကကြွေညာပြီးသွားလို့လည်းမရဘူးမလုံးမကြုံဖြစ်ရတဲ့အခြေအနေနဲ့ပတ်သက်လို့အသေးစိတ်သိရှိရနိုင်ဖို့ကျန်းခံရေးပါတီကို AOR ကဆက်သွယ်မေးမြန်းဖို့စ조사ခဲ့ပေမဲ့အဆက်အသွယ်မရသေးပါဘူးဆရာနာသိမ်းပြီးနောက်ပိုင်းကျန်းခံရေးပါတီတာဝန်ရှိသူတွေနဲ့ပါတီဝင်တွေတက်ဖြတ်ခံခဲ့ရမှုရှိနေပြီးလက်ရှိအချိန်ထိတည်ဆုံးသူ3000ကျော်ရှိခဲ့တယ်လို့ဦးလာသိန်းကပြောပါတယ် နေပြည်တော်မှာရှိတဲ့ပါတီဌာနချုပ်မှာဒုက္ခသည်စခန်းဖွင့်လှစ်ထားပြီးပြိပခဖြစ်ပွားနေတဲ့ဒေသကကြမ်းခံရေးပါတီဝင်တွေကို2021ခုနှစ်တည်းကခေါ်ယူကြွေးမွေးစောင့်ရှောက်ထားရတယ်လို့ပါတီတာဝန်ရှိသူတွေကထုတ်ပြောထားပါတယ်စစ်တပ်ကဒီဒီဆန့်ကျင်ရေးတွေလုပ်နေတာတင်ပြပြည်သူကလည်းစစ်တပ်ဆန့်ကျင်ရေးနဲ့စစ်တပ်အလိုတော်ကြီးတွေကိုဒီဒီရှင်းလင်းနေတာတွေကတော့ကျွန်တော်တို့နေရာတကာတွေ့ကြတာပါပဲเนาะအဲ့လိုအခြေအနေအောင်ပါ သူတို့ဒီကောင်းကိုထားတဲ့လူတွေနှလုံးယုံယုံယုံမကဘူးနော်။ရသားဝတ်ထားတဲ့စစ်တပ်လူလာတဲ့အုပ်စုတွေစစ်တပ်ရဲ့ကျွန်တော်တို့အာယာယီမှုတွေဆိုင်ရင်မှုတွေဟောသူစစ်တပ်ရဲ့ဘူးအကောင့်တဲ့ဘောင်းနေတဲ့လူတွေလည်းဟိုတပ်ဖြတ်ခံနေရတာ။အဲတော့စစ်တပ်ပါတီဖြစ်တဲ့ဒီခိုင်ပြူလဲလုံညုံကြတဲ့အကြောင်းရှိတဲ့အခြေအနေကိုကျွန်တော်တို့သုံးသပ်ပါတယ်။ ကျန်းမာရေးပါတီဟာနိုင်ငံတော်အေဂျင့်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီနာအဖကဖွဲ့စည်းထားတဲ့ပြည်ထောင်စုကျန်းခံရေးနဲ့ဖွံ့ဖြိုးရေးအသင်းကို2010ရွေးကောက်ပွဲအတွင်းပြည်ထောင်စုကျန်းခံရေးနဲ့ဖွံ့ဖြိုးရေးပါတီအဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ပါတီဖြစ်ပါတယ်။စတင်ဖွဲ့စည်းချိန်ကစလို့လက်ရှိချိန်ထိထိပ်ပိုင်းကောင်းဆောင်တွေနဲ့အရေးကြီးရာထူးတွေကိုလည်းစစ်ဗိုလ်ချုပ်ဟောင်းတွေအရာရှိဟောင်းတွေပဲပါဝင်နေတာဖြစ်လို့လက်ရှိချိန်ထိစစ်တပ်ပါတီလို့လူသိများပါတယ်။စစ်တပ်ကမွေးထုတ်ပေးထားတဲ့ကျန်းခံရေးပါတီအနေနဲ့စစ်အာဏာသိမ်းမှုကိုထောက်ခံခဲ့တယ်လို့ နောက်ပိုင်းမှာလည်းစစ်တပ်ရဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေနဲ့တိုက်ခိုက်ရေးလုပ်ငန်းတွေမှာပါဝင်လာကြတယ်လို့နိုင်ငံရေးလေလာသုံးသပ်သူတွေကပြောပါရယ်။ရက်ွက်အုပ်ချုပ်မှုအဆင့်ဆင့်နေရာတွေမှာကြံ့ခိုင်ရေးပါတီဝင်တွေကိုအစားထိုးဆောင်ရွက်တာပြည်သူတွေကိုတပ်ဖြတ်မှုတွေပြုလုပ်တဲ့ဒူစောထီးနဲ့သွေးတောက်အဖွဲ့တွေမှာကြံ့ခိုင်ရေးပါတီဝင်တွေပါဝင်တာကကြံ့ခိုင်ရေးပါတီနဲ့စစ်တပ်ကြားဆက်နွယ်မှုကိုပြနေတာလို့နိုင်ငံရေးလေလာသုံးသပ်သူတွေကထောက်ပြကြပါရယ်။